ဝင်ငွေဖြောင့်လင်စေမန်ချက်စတာယူနိုက်တက်အားလုံးပဲမင်္ဂလာပါဂျူလီယန်နိုင်မှပြန်လည်ကြိုဆိုပါမန်ချက်စတာယူနိုက်တက်ကဆယ်သုံးနှစ်တခုစာအောင်မြင်မှုတွေနဲ့ဝေးကွာနေတယ်။တမိုင်းတစ်လျှောက်အဆိုးရွားဆုံးရလဒ်တွေကိုလည်းကြုံတွေ့ရတယ်။ဒီနှစ်ပိုင်းနေရာမှာကစားသမားရောင်းဝယ်တွေလည်းမာယွင်းခဲ့တယ်။ပြီးခဲ့တဲ့နှစ်ကဆိုသူတို့အဆင့်ကတန်းစင်းစုံအနာထီကိုရောက်လာခဲ့။ဒါပေမဲ့သူတို့ကကမ္ဘာ့ချမ်းသာဆုံးကလပ်တွေထဲမှာ6.6ဘီလီယံနဲ့အဆင့်နှစ်နေရာမှာရှိပါတယ်။ဒါပါကြောင့်ပါလေ။အဖြေကရှင်းပါတယ်။ United တို့နဲ့ချိုးဆိုတာစပွန်ဆာခြေတွေကကမ္ဘာချမ်းသာသော Real Madrid ရဲ့စပွန်ဆာတန်ခြေတွေနဲ့တိတ်မကွာလာပါဘူး။ဥပမာ Real ကအင်ဂျီစပွန်ဆာအတွက် Fly Emirates ကနေဘောလုံး100သီးကိုတန်း80ရရှိနေတယ်လို့ United တို့ကလည်း Snack Dragon စီကနေတန်း60လောက်ကိုရရှိနေပါတယ်။ဒီလိုစပွန်ဆာခြေမြင့်နေဆိုတာကလည်း United တို့ကကမ္ဘာမှာပြည်သက်တွေရဲ့အားပေးမှုအများပြားကိုရရှိထားတာကြောင့်ပါ။ပြည်သက်တွေကြောင့်ပဲ United တို့အခုလိုကမ္ဘာချမ်းသာသောကလပ်တွေထဲမှာပါဝင်နေတာဖြစ်ပါတယ်။တကယ်လို့ရလက်ပြီးဆူရနေတဲ့ဒီအသင်းဟာ Manchester United မဟုတ်ခဲ့ဘူးဆိုရင် ထွေးတော်မတူရဲစရာပါပဲ။ဘာပဲဖြစ်ဖြစ်တည်ရဲမီပြည့်သက်တွေရောတာဝန်ကျေဆုံးပြည့်သက်တွေလို့ဆိုရမှာပါ။ဂျူလီယန်နိုင်မှာ 1H မဲ့ unit တွေကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါလေ။ဂျူလီယန်နိုင်ရဲ့ TikTok profile မှာတင်ထားတဲ့ Telegram နဲ့ Viber address ကြီးမှာဆက်သွယ်ပြီး unit တွေအားပေးနိုင်မှာကြောင့်တည်ငောင်းပပပြစီခင်ဗျာ။